အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ဘုရားခင်ရဲ့ကွယ်ကာမဆာမှုရိပ်အောက်မှာအားလုံးဒီကောင်းချမ်းမာနေမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။မနေ့ကင်းတိုင်းမှာဘုရားခင်ကို ချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။မိတ်ဆွေသင်တယ်မိသားစုအိမ်တူအိမ်တရားအယောက်စီတိုင်းကိုထာဝရဘုရားကောင်းကြီးပေးဖို့၊ကွယ်ကားဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ဖြာနာနေတဲ့သူတွေ၊ဆေးရုံဆေးခန်းတွေမှာရောက်နေတဲ့သူတွေ၊ဘဝအတ္တထဲမှာအခက်အခဲပြဿနာမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်အခဲပြဿနာ နာမျိုးမျိုးကနေလွတ်မြောက်ရတဲ့ခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ရှလောမ်အားလုံးပေါ်မှာသာရပြားထမလာတော့ညိတ်တဲ့ခြင်းတက်ရောက်ပါစေ။ပရောဖက်ရဲ့ဂျေဇုတော်တသက်ကြောင့်2025ခုနှစ်ရဲ့အောက်တိုဘာလ9ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောပရောဖက်ရဲ့ဂျေဇုတော်ပေါင်းကိုချီးမွမ်းပါနဲ့။ဂျေဇုတော်မနဲ့ခင်ဖြစ်တဲ့ ဒီနေ့မနေ့မှာကျွန်တော်တို့အတူတကွာဆင်ချင်းခွားယူရမယ့်ကျမ်းပိုက်ကတော့ကောလောသဲဩဝါဒစာခန်းကြီး3ပိုင်ငယ်73ဖြစ်ပါတယ်။တယောက်၌တယောက်အပြစ်တင်စရာခွင့်ရှိလျင်အချင်းချင်းသီးခံ၍အပြစ်ကိုလွတ်ကြလော့။ ခရစ်တော်သည်သင်တို့၏အပြစ်ကိုလွတ်တော်မူတကယ်တို့ထိုနည်းသူပြုကြလော့။ကျမ်းပိုင်အဖြစ်ပရခင်အထူးကောင်းကြီးပေးပါစေ။ယုံကြည်သူတွေတယောက်နဲ့တယောက်အပြစ်တင်စရာအခွင့်ရှိလျင်အပြစ်တင်စရာလည်းရှိမယ်။သို့တော်ခရစ်တော်ကိုခံညာသောအဖြစ်ခရစ်တော်ကိုယိုသေးသောအဖြစ် အချင်းချင်းတို့ရဲ့အပြစ်ကိုတီးခံပြီးခွင့်လွတ်ဖို့ဖြစ်တယ်။ရှင်လုကာခရစ်ဝင်ခန်းကြီး23ပိုက်ငယ်34မှာယေရှုကလည်း"အိုအဘသူတို့ဤအပြစ်ကိုလွတ်တော်မူပါ" တို့ဒီကိုပြုတော်အမှုကိုမတိကြဟုမြတ်ဆိုတော်မူ၏အဝတ်တော်ကိုလည်းစာရေးတန်ချ၍ဝေဖန်ကြ၏အပြစ်မဲ့တဲ့သခင်ယေရှုခရစ်တော်ကမိတ်ဆွေသင်တဲ့ကျွန်ုပ်ရဲ့အပြစ်ကိုစားလက်ဝါးကားတိုင်းပေါ်မှာအသေးခံခဲ့တယ်။သူကိုညှဉ်းပန်းနှိပ်စက်ပြီးနာကျင်စေတဲ့သူတွေကိုသူကအဖအသူတို့ရဲ့အပြစ်ကိုခွင့်လွတ်ပါလို့ဆုတောင်းပေးခဲ့တယ်။သူတို့ဒီကိုပြုတော်အမှုကိုမတိကြဟုမျက်စိုးတော်မူ၏။ သခင်ယေရှုခရစ်တော်ကိုယ်တိုင်ဆုတောင်းပတနာပြုခြင်းမှာတပည့်တော်တွေကိုအလေးအနက်ထားပြီးသင်ကြားပေးခဲ့တဲ့အရာကသူတပါးဒီကျွန်ုပ်တို့ကိုပြစ်မာတော့အပြစ်များကိုကျွန်ုပ်တို့ဒီလွတ်တဲ့ကဲ့သို့ကျွန်ုပ်တို့၏အပြစ်များကိုလည်းလွတ်တော်မူပါလို့ဆုတောင်းစီတယ်။ဥစွာ သူတပါးရဲ့အပြစ်ကို ခွင်လွတ်လိုက်တဲ့အခါမှာကောင်းကင်ဘုံကနေခွင်လွတ်ခြင်းကိုသင်ကခံစားရရှိတယ်။ခွင်လွတ်ခြင်းခံရတဲ့သူကထိုက်တန်လို့ခွင်လွတ်ဖို့တင့်တော်လို့ခွင်လွတ်လိုက်ခြင်းမဟုတ်ဘူး။ဖျားရခင်ကိုယိုသေးခြင်းအဖြစ်ဖျားရခင်ကိုချစ်ခြင်းအဖြစ်ခွင်လွတ်လိုက်ခြင်းဖြစ်တယ်။ခွင်လွတ်လိုက်တယ်ဆိုတာဖျားရခင်ပေါ်မှာနာခံခြင်းကိုပြသခြင်းလည်းဖြစ်ပါတယ်။ သင်ကားအမြင့်ဆုံးသောဘုရားခင်ရဲ့သားသမီးဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်နဲ့တရားပိတရဲ့ဒရန်တူပြီးအသက်ရှင်ဖို့ဘုရားခင်အလိုတော်ရှိတယ်။ခွင့်လွတ်တတ်တဲ့ဘုရားခင်ရဲ့သားသမီးတွေဖြစ်ပါတယ်။ဒါကြောင့်သင်ဘဝအတ္တထဲမှာသင်ကိုနာကျင်စေတဲ့သူတွေ၊သင်ကိုနှီးမျိုးစုံနဲ့ဒုက္ခပေးတဲ့သူတွေကိုခွင့်လွတ်လိုက်ပါ။ခွင့်လွတ်ခြင်းကခက်ခဲတာကိုသိနာလဲပါတယ်။တို့တော့သင်ကိုယ်တိုင်ခွင့်မလွတ်နိုင်တဲ့အရာတွေကိုဘုရားခင်ကိုပြောပြပါ။တန်ရှင်သောဝိညာဉ်တော်ဘုရားကခွင့်လွတ်နိုင်ဖို့သင်ကိုကူညီမဆပေးမှဖြစ်တယ်။ ဖျားရခင်ပေးတဲ့ခွန်အားနဲ့ခွင့်လွတ်ဖို့အတွက်ဖြစ်တယ်။သင်ကစားပြီးခွင့်လွတ်လိုက်တဲ့အခါမှာမိမိကိုယ်ကိုလွတ်မြောက်စေခြင်းဖြစ်ပါတယ်။တခါတော့ကစတိုကန်တစ်ခုတည်းကိုမွေတကောင်က ဝင်သွားခဲ့တယ်။မွေက နိုင်ရံမှာထောင်ထားတဲ့လွှတ်သွားတွေနဲ့သူ့ရဲ့ one bite ထိမိတဲ့အခါမှာနာကျင်တယ်။ နာကျင်တဲ့အတွက်ကြောင့်သူ့ကိုဘသူကနာကျင်စေတယ်လဲဒေါရထွက်ပြီးတော့သူ့ကိုနာကျင်စေတဲ့သူကိုရစ်ပတ်ထားလိုက်တယ်ဒီလိုနဲ့ပူပြီးသင်းကျက်စွာရစ်ပတ်လိုက်တဲ့အခါမှာသူ့ရဲ့ one bite တွေကပူပြီးနာကျင်ခဲ့တယ်မွေကနောက်ဆုံးစိတ်ဆိုးဒေါရထွက်ပြီးသူ့ရဲ့ခွန်အားရှိသည်မအစွမ်းကုန်ညစ်ချလိုက်တဲ့အခါမှာတော့မွေရဲ့ one bite တွေအားလုံးပွင့်ထွက်သွားပြီးသေဆုံးသွားခဲ့တယ်ချီနောင်ခြင်းဆိုတဲ့အရာကမိမိဘဝအတ္တကိုနာကျင်စေတယ်တင့်ဘဝအတ္တထဲမှာတင့်ကိုတန်ဖိုးမထားတဲ့သူတွေတင့်ရဲ့စေတနာကို ကိုမထီမဲ့မြင်ပြတဲ့သူတွေအကောင်းဆုံးစူးစားပြီးကူညီမဆနေပေမဲ့တင်းရဲ့စေတနာကိုနားမလည်တဲ့သူတွေနဲ့တွေ့တဲ့အခါမှာစိတ်မပြတ်ပါနဲ့ဒီအရာတွေအားလုံးကိုဖျားခင်မြင်ပါတယ်သင်ကဖျားခင်ကိုချစ်ခြင်းဖျားခင်ကိုကြောက်ရွံ့ယိုသိခြင်းနဲ့လူတွေကိုစေတနာထားတာကူညီမဆတာဖိမတာကျေးဇူးပြုတာဒီအရာတွေအားလုံးကိုဖျားခင်မှတ်တမ်းတင်ထားပါတယ် ဖခင်ကအတင့်ကိုဘယ်အချိန်မှာဘယ်လိုနေရာမျိုးမှာဘယ်လိုပုံစံမျိုးနဲ့ချီးမြှောက်ရမယ်ဆိုတာကြိုတင်ပြီးရေးမှတ်ထားပြီးဖြစ်တယ်။ကြိုတင်ပြီးစီစဉ်ထားပြီးဖြစ်တယ်။ဖခင်ရဲ့မျက်ကွယ်မှာဖြစ်တော်အရာတစုံတစ်ခုမှမရှိဘူးဖြစ်တယ်။တမချန်းစာတဲကယောတတ်ရဲ့ဘဝအတ္တကိုမိတ်ဆွေသင်ကတီးပြီးဖြစ်ပါတယ်။အခက်ခဲအမျိုးမျိုးစုံစမ်းနောက်ဆက်ခြင်းအမျိုးမျိုးယောတတ်ကြုံတွေ့ခဲ့ရပါတယ်။သူ့ရဲ့အကိုတွေကတိုင်းတစ်ပါးကိုကြုံအဖြစ်သူ့ကိုရောင်းစားခဲ့တယ်။ဒုက္ခမျိုးစုံအခက်ခဲမျိုးစုံသူကြုံတွေ့ခဲ့ရပါတယ်။အချိန်တန်တဲ့အခါမှာဖခင် ချီးမြှောက်လို့အဲကုတုပြည်ကိုအုပ်ချုပ်ရတော့သူဖြစ်လာတဲ့ခါမှာသူငယ်ရွယ်စဉ်အချိန်ကာလတုန်းကသူ့ကိုဒုက္ခမျိုးစုံပေးခဲ့တဲ့အကိုတွေနဲ့ပြန်ဆုံခဲ့ပါတယ်ရောတက်ကသူ့အကိုတွေကိုခွန့်လွတ်ယုံတာမကကလေးသူငယ်တွေကိုပါကျွေးမွေးပြုစုမယ်ဆိုပြီးတော့ဂတိတစ္ဆာစကားကိုပြောဆိုတယ်အဲဒီနှလုံးသားကဖျက်ခင်နှစ်သက်တဲ့နှလုံးသားဖြစ်တယ်ကြွယ်ဝတဲ့စိတ်နေတဘောသားဖြစ်တယ် ်ချက်တော်မိတ်ဆွေတင်ပွားအသက်တာထဲမှာတင်ခွင့်မလွတ်နိုင်တဲ့သူတွေဘယ်သူတွေရှိသေးလဲစဉ်းစားပါနှလုံးသားထဲကနေဖခင်ကိုပြောပါခွင့်လွတ်ခြင်းပါတယ်လို့ပြောလိုက်ပါဖခင်ကအမှန်တကယ်ခွင့်လွတ်နိုင်ရတဲ့အခွင့်ကိုဖခင်ကပြည့်စုံမှာဖြစ်တယ်ဖခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်အားလုံးကိုဖခင်ထူးကောင်းကြီးပေးပါစီ